မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝဲဘိတ်လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွှေကူဂိတ်ကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့မှာဒဝဲဘိတ်လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွှေကူဂိတ်မှာစစ်ကောင်စီတပ်သားများဟာဘန်ကာအခိုင်မာဆောက်လုပ်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲ ော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခိုက်မှုကို T5 Wings Drone တပ်ဖွဲ့နဲ့ Downy Now Drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ပူးပေါင်း Drone တပ်များ အကြမ်းဖက်စစ်တပ်ကိုပုံမိုပြီးတော့တိုက်ခိုက်နိုင်ရတဲ့အတွက်ပြည်သူများကလက်တွဲပြီးတော့ပအဝင်ကူညီပေးကြပါရန်တိုက်တွန်းနှိုးဆော်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မွန်ပြည်နယ်၊ကြိုက်ထုံမြို့နယ်၊ပိန်စီရအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ခမာယာ200ခွန်တိုင်ရဲ့နောက်ဘက်မှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တွေဆုံးခဲ့ကြောင်းတောင်မျိုးစစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ညနေ4နာရီအချိန်မှာခမာယာ200ခွန်တိုင်ရဲ့နောက်ဘက်မှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်သားကိုတောင်မျိုးစစ်ကြောင်းကတော်လိုင်းရဲဘော်များကစနိုက်ပါ ာနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့စစ်သားတအုပ်တိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်မှာရှိတဲ့အမတာ369တရင်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှအရာတော်မြို့နယ်အတွင်းမှာရှိတဲ့အမတာ369တိုင်ရင် Sniper Rangers Post Local PDF နဲ့မဟာမိတ်တပ်ဖွဲ့များကတော်လိုင်းရဲဘော်များက60မမလက်နက်ကြီး3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးကြီးများဟာအမတာ369တိုင်ရင်အတွင်းထဲကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်သားများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့များကတော့အထိကိုင်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတိုက်ဆုံမှုကိုတော့မသိရသေးပါဘူး။လက်နက်ကြီး3လုံးစလုံး တိုင်ရင်တဲ့ကိုကြောက်ရောက်ပောက်ကွဲခဲ့ပါတယ်လို့ Snipe Rangers Post Local PDF အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Snipe Rangers Post Local PDF နဲ့ Special Revolution Force ဒေါင်းညီနောင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်ကနေရွာမှာရှိတဲ့ပြူစောတိအထိုင်စခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်နဲ့တပ်မတော်မြိုင်တပ်ခွဲကရဲဘော် MC ကပြောပြထားပါတယ်။ February 14ရက်နေ့မနက်7:00နာရီကမှမြိုင်မြို့နယ်ကနေရွာမှာရှိတဲ့ပြူစောတိအထိုင်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုကတရက်ကွာရွာကပြူစောထီးတွေကိုကဏီမှာတင်တန်းပေးနေတယ်လို့သတင်းရလို့ဒရုန်းနဲ့ချခဲ့တာပါ။အဲ့ဒီရွာကိုလည်းစစ်ခွေးစစ်ကြောင်းရောက်လာတာတွေရှိလို့စစ်ရင်အားကတော့အတိအကျမပြောတတ်သေးဘူး။စစ်ခွေးတွေတဲ့စီးရင်တော့မသိရသေးပါဘူး။ဒရုန်းကလည်း တစည်းတစ်ခေါက်ပဲချပြီးတော့ဂျမ်မာနဲ့ညှိသွားလို့ပါစာတင်ချောင်းထဲနဲ့စာတင်ချောင်းရဲ့ဘေးကအိမ်ဝန်းထမ်းကိုတလုံးကျတယ်လို့သိရပါတယ်အဆောက်အဦပြည့်စုံမှုကတော့မသိရသေးပါဘူးဒရုန်းတင်တန်းသားတွေကိုလက်တွေ့မြေပြင်မှာစမ်းတက်ရင်းနဲ့စီစဉ်ပြီးတော့လှုပ်ဆောင်ခဲ့တာပါလို့ကျတဲ့နဲ့တက်မတော့မြိုင်တက်ခွဲကရဲဘော် MC ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်ကဒရုန်းနဲ့စီဆုံးရှုံးခဲ့ရပြီးတော့၎င်းတိုက်ခတ်မှုကိုကျတဲ့နဲ့တက်မတော့မြိုင်တက်ခွဲနဲ့မြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတပ်ပွဲသတင်းကတော့ KNY ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ point 5016စစ်စင်ရေးချေကုန်းစခန်းကိုတိုက်ခတ်ခဲ့ရာစစ်သားများစခန်းကနေဆုတ်ခွာထွက်ပြေးသွားပြီးလက်နက်ခဲယမ်းတချို့ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ17ရက်နေ့ကစတင်ပြီးတော့ထိုင်းကယန်နီရှန်၃ခုနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ point 5416စစ်စင်ရေးချေကုတ်စခန်းတောင်ကရုံးစခန်းကိုကယန်နီပြည်တပ်မတော်က drone တို့ sniper တို့နဲ့တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့ဖေဖော်ဝါရီလ17ရက်နေ့မနက်ပိုင်းမှာစခန်းကနေဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်စခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နယ်၃နယ်ရဲ့ဘေးနားမှာထိုင်းရဲ့ကယန်နီရဲ့ရှမ်းရဲ့စုံတဲ့နေရာလေးရဲ့ဘေးနားမှာ အောက်ဘက်တော့နည်းနည်းကြတာပေါ့တကယ်အဆုံးဖြတ်သွားပါပြီ၁၁ရက်နေ့ကစပြီးတော့ drone နဲ့ချတယ်လက်နက်ကြီးနဲ့ပစ်တယ် sniper နဲ့လည်းပစ်တယ်၁၂ရက်နေ့အထိကိုကျွန်တော်တို့ဘက်ကပစ်နေတာ၁၃ရက်နေ့ကျတော့သူတို့ကဆုတ်သွားပြီသူတို့ကမိုင်းရောင်းဘက်ကိုဆုတ်ခွာသွားတာပါဒဏ်ရာရတာတချို့ရှိမယ်တေးတာတွေလည်းရှိမယ်ထင်တယ်တနက်တချို့ရတယ် ပစ္စည်းတွေကြီးစံတချို့တွေရပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေထိခိုက်မှုမရှိပါဘူးလို့ KA ရဲ့စီရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကရှင်းပြထားပါတယ်စစ်ကောင်စီတပ်သားများဆုတ်ခွာထွက်ပြေးသွားတယ်တောင်ကရုံးတပ်စခန်းကိုလက်ရှိမှာကရင်နေပြည်တပ်မတော်ကနေမြေရှင်းလေးတွေလှုပ်ဆောင်ပြီးတော့ဝင်ရောက်နေရာယူထားတယ်လို့သိရပါတယ်ကရင်နေပြည်တန်လွင်မြစ်ရှိဘက်ချမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအလုံးကိုသိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းဟာစစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်သာရှိပြီးတော့တောင်ထိပ်မှာတည်ရှိတဲ့စခန်းကုန်းဖြစ်တယ်လို့သိရပါတယ်လွန်ခဲ့တဲ့ စ်ပေါင်း30ကျော်က KNDB တပ်မတော် KA ရဲ့အခြေစိုက်တပ်စခန်းကိုတင်ပိုက်ကဝင်ရောက်နေရာယူထားတဲ့စခန်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကအယောက်20ကျော်တေဆုံးကလက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလပိုင်းကစတင်ပြီးတော့တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးဝင်ရောက်လာပြီးတော့ခြေရွာနေပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်း၊နေအိမ်များကိုဖျက်ဆီးခြင်း၊ပြည်သူဝိုင်းပစ္စည်းများကိုလူရဲချင်းများကိုလုဆောင်နေတဲ့အတွက်ကြောင့်တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြင်းပြင်းထန်ထန်ပ ပြန်လဲချင်းမုံတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲများဟာဖေဖော်ဝါရီလ14ရက်နေ့အထိဖြစ်ပွားနေပြီးတော့တိုက်ပွဲများမှာအကြမ်းဖက်စစ်တပ်ကအယောက်20ကျော်တေဆုံးပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိထားတယ်လို့သိရပါတယ်။ဒါ့အပြင်တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်းထိခိုက်ကြဆုံးမှုအနည်းငယ်ရှိပြီးတော့နှစ်ဖက်စစ်ရေးတွေဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။ ်အကြမ်းစစ်တပ်ဟာလက်ရှိအချိန်မှာတိန်ခွန်းရွာဘက်နဲ့ထုံမခါရွာဘက်များကစစ်ကြောင်းများကိုထပ်မံအင်အားဖြည့်တင်းနေပြီးတော့တိုက်ပွဲများထပ်မံပြီးတော့ဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်မြို့နယ်အတွင်းမှာရှိတဲ့နေရာအနှံ့မှာလည်းစစ်ကောင်စီတပ်သားများကိုဖြန့်ကျက်ထားတဲ့အတွက်ကြောင့်ထိတွေ့တိုက်ပွဲများဟာနေရာအနှံ့ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိစစ်ခွေးစစ်ကြောင်းကတိန်ခွန်းဘက်ကိုတစ်ဖက်ထုံမခါဘက်ကိုတစ်ဖက်တိုးလိုက်ဆုတ်လိုက်လုံနေတဲ့တိုက်ပွဲတွေအတွင်းမှာစစ်ခွေးအကောင်20ကျော်တေဆုံးတယ်။တိန်ခွန်းရွာဘက်ကတိုက်ပွဲမှာတော့လက်နက်ခဲရနေတိန်းစီရမိတာရှိတယ်။တိုက်ပွဲကဇက်တိုက် ဖြစ်ပွားနေတော့ကျွန်တော်တို့ဘက်ကအတိအကျထုတ်ပြန်သွားပါမယ်လို့ဘေးခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဖေဗူအီလ14ရက်နေ့ကလည်းတနင်္သာရီမြို့နယ်မှာရှိတဲ့ညောင်မင်းကွင်းရွာနဲ့မိုးစိတ်ကွင်းရွာကြားထဲမှာလည်းထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကြော်ရွာဆေးပေးကန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ14ရက်နေ့ညနေ6:48မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကကလေးမြို့နယ်မှာရှိတဲ့ကြော်ရွာဆေးပေးကန်းကို Jet Fighter နဲ့ ထမှန်လေးချောင်းကနေပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိနဲ့ပျက်စီးမှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဆက်လက်ရက်နေ့ညနေ6:48မိနစ်မှာကြော်ရွာဆေးပေးခန်းကို Jet Fighter နဲ့စစ်ခွေးတွေကဘုံထက်ကျဲသွားပါတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပါဘူးလို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကလေးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်က February 17ရက်နေ့ကနေစတင်ပြီးတော့လေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းကြောင့်ပြည်သူများအနေနဲ့လူစုလူဝေးမပြုတ်လောက်ကြရတဲ့ ယ်။လိုက်နာဆောင်ရွက်ရန်စည်းကမ်းများကိုဖေဖော်ဝါရီလ12ရက်နေ့မှာကလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထုတ်ပြန်ထားပါတယ်။ကလင်းမြို့နယ်အတွင်းမှာရှိတဲ့မိဘပြည်သူများအနေနဲ့အရေးပေါ်စည်ရေးဖြစ်ပွားနေစဉ်ကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ကြောင့်စည်ရေးလုံခြုံရေးအခြေအနေအရာပျော်ပွဲရှင်ပွဲများအလူပွဲများနာရေးကိစ္စများကိုအချင်းချင်းပြီးတော့ပြုလုပ်ကြရန်အတန်ချက်ဆက်ကိုလည်းလုံးဝလုံးဝမဖွင့်ကြရန်နဲ့လုံခြုံရေးအသည့်နဲ့မိဘပြည်သူများကပူးပေါင်းပြီးတော့ပါဝင်ပေးကြပါရန်ကလေးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိ ပေးနှိုးဆော်ထားတယ်လို့သိရပါတယ်ဖေဖော်ဝါရီလ14ရက်နေ့မနက်09:20မိနစ်ခန့်ကလည်းအကြမ်းဖက်စစ်တပ်ကနတ်ချောင်းတိုက်နယ်ဆေးရုံကိုလေရင်နဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲဆေးရုံအဆောက်အဦအလုံးနီးပါးဟာထိခိုက်ပျက်စီးသွားရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ